စီကပတ်စံတောင်းလာတယ်ခဏဆောက်ပါလို့မဆောက်နိုင်ဘူးလားဆောက်နေတာကြီးပေါ်များနေပါလေမင်းကရောင်းကစားကြည့်ကငါတို့ဝေးတဲ့တောင်းလာငါမပေးပြောနေလို့လားပြောလို့ရောရမလားနေမနေရင်ကဘာကြီးပဲဖြစ်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 ငါတို့ဘူးမဆိုင်ဘူးခုငါတို့ကြိုချက်ချင်းပေးမင်းကကုညီမရမယ်ဟာငါအမေပတ်စံပေးမရမှာဟာတင်းနေစရာပဲကုညီမဟာနော်နော်မို့နော်မပေးနိုင်ပါအဲ့ဒီဖဲသေးတယ်ဖဲနေအောင်လဲပတ်စံကောင်းနေတယ်။ရှိနေလားမပဲဘူး။ဒီကခါခါရဲရတော့ပတ်ပါနေပေးမယ်ဆိုလို့ရှိရင် ก็มีเพจไม่รู้มีพ่อมาพิรุธาเกียรติเพี่พี่จะมีรู้เท่าเรามีอนิมลยสักทีหรือเปละ ဒီနေ့ဒီရက်မှာသူမျိုးမျိုးပေါ်ပေးလာရှာတယ်။တမင်းကြီးရဲ့အချိန်မှာပြထောင်ကြရတယ်။ထောင်လို့လို့ချင်းပဲပြင်ဦးနေရလို့ဒီရာကြီးချင်းပေးရတယ်။မိမိမရှိလို့ဆိုနေတယ်။ဖေနောက်ဆုံးတစ်ခေါက်ရောက်တော့မှဒီတစ်ခါဆိုရင်လင်းမှာမရောမယ်ဆို ါသည်ဖေလင်းသွားမယ်ဆိုပြီးသူတို့မိဖွားစီပြန်လာပြီးမှပြန်သွားရတယ်ဆိုတာလေဖေမှာအကြောင်းရင်းလေးကိုရှင်းပါဖေတို့ပါလေဖေခဏပါအခုချိန်ရနေစပြီးတော့ဖေဘဲကိုမထွက်မသွားပါနဲ့ဘာလဲရှိရတာမဟုတ်ဘူးဆိုတော့မိဘိနာမှာပဲနေပါဘူးဖေရဲ့ ဖေးကိုတမီဖေးဖေးဆိုတော့မှအဲဘူပီတာနာဘောင်ဝင်ရောမယ်လို့ဆိုပြတာတမီအဖေကလည်းဟုတ်တယ်ဖေလိုဤသားစုပေါ်မှာတောင်းမကြည့်တဲ့လူအပြစ်တွေနဲ့နေမိုးနေတဲ့လူတို့ဈေးကြောစရာဆိုလို့အဲ့တနေရာပဲရှိရတယ် အားကြောင့်အဖေအဲဆုံးဖြတ်ချက်ကိုချလိုက်တာဒီမှာလည်းပြည်သမီးရဲ့ဒီကောင်းရမွန်ရလောက်တာဆိုတော့ဘယ်မှာတားတော့ပါဘူးအဖေသာသနာပါဝင်နေနေကြရင်တမီးအဖေဆန္ဒရအားလုံးလိုက်ရောက်ပြီးပါမယ်အဖေစိတ်ပြောင်းသွားတယ်ဆိုရင် ိုင်းခြင်းပါဦးဦးရဲ့ချူကလည်းဦးအတွက်ဆိုကိုယ်တိုင်းပဲလုပ်ပေးခြင်းလားဦးအဲ့နဲ့တော့မဖြစ်ပါဘူးချစ်တာပေါ့ဦးရဲ့အဲ့ထက်တောင်မှပုံသေးတယ်ဦးဟင်ဒါလေးကလေချူကိုယ်တိုင်းချက်ထားတဲ့ကနန်းမဆလာချက်လို့ထည့်ပေးပြီနော်စားလို့ကောင်းမဲ့ပုံပဲနော်သားညွှန်ပေးမယ်နော်။မွေးရတယ်။ တော်တော်အရသာရှိတာပဲချူရယ်အရသာရှိမှာပေါ့ဘာလို့လဲဆိုချူကလေဒီဟင်းထဲကိုချူရဲ့အချစ်တွေမြစ်တာတွေစေတနာတွေအားလုံးထည့်ချက်ထားတာဟုတ်ပါပြီဟုတ်ပါပြီသူငယ်ဦးကြီးသွားတဲ့ချိန်အိမ်မလေးရတာအဆင်ပြေရလားပြေပါတယ်ဦးရဲ့အားလုံးအဆင်ပြေပါတယ်အာလူဆိုတော့ကိုယ်ကိုလာထီလို့ရှင်ဘယ်တီးခတ်နိုင်ပါမလဲဒါပေမဲ့ချူကတော့တီးခတ်နေတိလားအဲ့ဘာဖြစ်လို့လဲတိလား ချူရဲ့ရင်ထဲမှာလေဥဥဆိုရဲနန်စားလေးကတစ်ချိန်လုံးပဲ့တင်ထက်နေလို့တကယ်ပြောတာဥရဲ့ချူကလေဥကိုလုံးဝစိတ်မစင်ရဲစေချင်အမြဲတမ်းစိတ်ချမ်းသာစေချင်တာဘယ်လိုတော့အဲ့ထတောင်းပူသေးတယ်။ဥကလေချူရဲ့ဘဝချူရဲ့ရှစ်တန်ချင်း ချူရဲ့အရာရာပါဥရဲ့။ဥတာခွင့်မပြုဘူးဆိုလို့ရှိရင်လေချူကအသက်တောင်းမရှိချင်ဘူး။ အလောက်ထိဥပေါ်မှာညှိတွေဆွဲလန်းနေတာဥမမသိတာကြားတာအရတာရှိလိုက်တာချူနေအရင်စကားတက်တာပဲဟွန်းအဲ့ဒါစကားတက်တာမဟုတ်ဘူးဥရဲ့ချူကလေဥကိုအရင်ချင်လုံးအားကြည့်လို့စကလုံးကသူ့ဥလိုလို့ပွင့်အောင်ထွက်ကြလာတာဟုတ်ပါပြီဟုတ်ပါပြီထည့်ပေးဦးမယ်နော် ဟင်းနေတော့မစားကြင်တော့ဒီနေစကလုံးလေးတွေနဲ့တွေကိုပိုက်ပြေသွားပြီဗျာ တစ်ခုလာမေးကြံချူစရဲနေစကြည့်လိုက်တော့လေလာစင်လာစင်ငွေဆယ်သိန်းကခေါင်းစဉ်မရှိဘဲနဲ့အသုံးစည်တည်းရောက်ရောက်နေချူစစ်ကြည့်မိလိုက်တယ်အဲ့တော့အဲ့ဟာဦးဘသူ့ကိုပေးနေလားချူကဘသူ့ကိုပေးတယ်လို့ထင်တယ်ချူမှာ အဲ့လိုမိကုံမျိုးမိခွင်အောင်ရှိလို့လာဦးရဲ့ကျူအဲ့လိုမိလာရင်ဦးစိတ်ဆိုးသွားမှလည်းကြောက်တယ်ကျူမချစ်တော့မှလည်းကြောက်တယ်ကျူရဲ့ဦးကမဟုတ်တာဘာမှမလုပ်ပါဘူးအဲ့ဒီလာစဉ်စေသိန်းကပြုံးလွင်မှာရှိတဲ့ဦးရဲ့အချစ်ဆုံးတငယ်ချင်းမိမကိုထောက်ပံ့နေတာသူကထဲကြီးပြဲဆိုတော့မနေတတ်ရှာဘူး Shh. ကို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 ယောဂအခြေအနေကဘာတဲ့လဲကဆစ်ဂျိုယောဂအဲကဆစ်ဂျိုယောဂဟုတ်လားကိုကိုဟုတ်တယ်ကဆစ်ဂျိုယောဂဆိုတာဒီအာခါရဲ့နှကြောလေးကိုအဓိကနှကြောလေးကိုထိသွားတာခံမတည်ဘူးဆိုရင်ခြေောက်ရဲ့ကြွက်သားတွေပါဒေဝါပြီးတော့အောက်ပိုင်းမှာဒေဝါနိုင်တယ်ဟုတ်ခါပါလေအကြိုင်ဟိုတော့တဲလုံးအိယာပုံမှာပဲလဲပြီး ကိုးနာနေတာတော့လည်းဝီရှင်းနေမဲ့သွားလို့ရတော့မှာဟုတ်ဒါဆိုဟိုလုပ်ငန်းတွေကိုတည်ထားပဲဦးစီးရမှာလားကိုကိုကိုကတစ်သက်လုံးဒီဝီချင်းနေပဲသွားလာတော့မှာဆိုတော့တည်ရတော့မှာကိုတခုပဲတည်ရအောင်တောင်းဆိုခြင်းလေပြောကိုကိုထုံးစေးုံစေးကောင်တော့ရောင်းတာပန်းကိုလှန်တော့ကိုမလုပ်စေခြင်းဘူး ဘာဖြစ်လို့လဲဆိုတော့ကိုမိပါရဲ့တခုတည်းပဲအမွေဖြစ်နေစိတ်ချပါကိုဟိုဒါပေမဲ့တီရာလဲကိုကိုတခုလောက်တော့တောင်းဆိုခြင်းလဲပြောလေတီရာอืมတီရာလုပ်ငန်းတွေဦးစီးရမယ်ဆိုရင်တော့ဟိုလက်မှတ်ထိုးတဲ့ကိစ္စပါညာလေကိုကိုဆီအောင်မသွားကြတော့ဘူးတီရာလက်မှတ်ပဲထိုးခြင်းလဲအဲ့ဒါတီရာကိုကိုကစပက်ရှယ်ပါဝါလေးလွှဲပေးပါလားကိုလွှဲပေးပါမယ်တီရာတော့ဟုတ် အဲ့လိုလုံးလုံးမရအောင်လေကျမယောက်ျားကဝိချက်နဲ့သွားနေရတာခစစ်ကျင်ယောဂဖြစ်နေတာကိုကျမကိုယ်မရှိနေတယ်ဆိုတော့ဘာဝိချက်ကျမဘလို့တင်မလဲ တကယ်ချင်းရလဲဒေသဘောကပြောင်းကြပြီးတော့ခြေရောက်နဲ့ခြေောင်းလုံးကျိုးပြီးတော့ခစီရိုးထိပ်ပြီးတော့အောက်ပိုင်းကိုပြေးသွားတယ်အဲဒီကနေစိတ်ကြပြီးကြပြီးအသက်ဆုံးရှုံးတဲ့အထိပ်ပြုံးလွယ်ကအဲ့အမျိုးသမီးကအန်တီဒေါ်တီယာထွန်းလာရင်ဟုတ်တယ်ချင်းနေသီးလို့ ချူကတော့မသိပါဘူး။ရောင်နေထုံးနဲ့အဲ့အန်တီတို့တီရထုံးနဲ့ပုံပြောနေတာဟုတ်။ဦးခီးသွားတော့မှလေချူကြားလိုက်တာ။ပြဿနာတခုခုတော့ဖြစ်နေတဲ့ပုံပဲ။ဘာလဲဆိုတော့ချူလည်းတီချာတော့မသိဘူး။ဦးရဲ့ဒူတိုင်းထောက်ပံ့နေရတော့ရေရှည်ကြရင်မကောင်းလေ။ဒီလိုလုပ်ပါလား။သူ့ရဲ့ပိုင်ဆိုင်မှုတခုခုကိုလက်ရှိကာလပေါက်စည်းနဲ့တံပိုးဖြတ်ပြီးယူလိုက်မယ်ဆိုရင် သူတို့လည်းစီးပွားရေးတစ်ခုလုပ်လို့ရသွားတာပေါ့ဟွန်းသူငယ်ပြောတာတော့စဉ်းစားပါဟုတ်တယ်ဦးရဲ့သူတို့မှလုပ်ငန်းရှိသွားပြီဆိုရင်ဟိုလာစင်ထောက်ပံ့နေရလဲရက်လိုက်လို့ရပြီလေသူတို့အိမ်ကိုပြန်ဝယ်လိုက်မယ်ဆိုရင်ရောဟိုဥနာမယ်နဲ့ဆိုရင်တော့မကောင်းဘောဟိုချူပြန်ဝယ်လိုက်မယ်ဆိုရင်ရောတခြားသူဝယ်တယ်ဆိုပြီးတော့ပြောလိုက်ရင်လည်းရတာပဲ သူတို့ကအိမ်တော့ရောင်းမှာမဟုတ်ဘူးသူတို့။ဒါပေမဲ့သူတို့ပိုင်ဆိုင်တဲ့ထွန်းစေးယုံဆိုတဲ့အဆောက်အဦအဟောင်းတစ်လုံးတော့ရှိတယ်။အမြည်လဲသူတို့အပိုင်မဲ့ဆိုတော့လေသူငယ်ပြောတာဖြစ်နိုင်တယ်။ဟုတ်တယ်နော်။ဒါပေမဲ့အုံးနာမဲတော့ဝယ်လို့မရဘူး။သူစိတ်မကောင်းဖြစ်သွားလိမ့်မယ်။ရပါတယ်။ဥဒိပဲရှိပါတယ်။အဲ့ဒါမကဲဘူး။ ဦးကလေချို့အရန်ချစ်တာပဲနော်ချို့ဆန္ဒဆိုရင်ဘာမဆိုမဖြစ်ဖြစ်အောင်လာရောပေးတယ်ချို့လေဦးအရန်ချစ်တာပဲ ကစားပွဲမှာတန်ရာကိုစီရာရှိခဲ့တယ်တို့ချာမရန်သူတွေဝိုင်းငါကပါဆုံးတီဝေးကွာနေပြီလားအတဆူ soon.